အနုပညာလောကကကောင်းလေးတဦးကိုခြိထားတဲ့အခြေသိန်း2000ကျော်ပြင်မရလို့ဒုက္ခရောက်နေတဲ့စင်ဆိုင်ပိုင်ရှင်တထေးမောင်မိမပါပရိသတ်ကြီးတို့ရင်စံထိတ်ထားရနာဆိုင်ပိုင်ရှင်လေးဖြစ်သလိုမိတ်ကပ်အာတစ်စတရောင်းလေးဖြစ်တဲ့စံထိတ်ထားကတော့လူရင်းထွေးတဲ့နာကျော်ကဒါကြောင့်ဘဝပြစ်မလို့ဖြစ်နေပါပြီအခုဆိုရင်တမကကင်ဆာယောဂပါခံစားနေရတာဖြစ်ပြီးတမဘဝရဲ့အဆူအဆုံအချိန်ကိုတောင်ရောက်နေတာဖြစ်ပါတယ် အဲ့လိုအချိန်မှမှယုံကြည်လို့ဆိုပြီးနှုတ်ကတိနဲ့ခြိလိုက်ပြီးတဲ့သိန်း2000ကျော်ကိုခြိထားတဲ့သူတွေကပြန်မပေးပဲထွက်ပြေးသွားတာပါ။တမကတော့မြန်မာနိုင်ငံမှာကင်ဆာယောဂအဆိုကြီးကိုအန်တူရင်ဒုက္ခပင်လဲဝင်နေပေမယ့်ငွေချီပြီးထွက်ပြေးသွားသူတွေကတော့ဒူဘိုင်းမှာတာယာနေတယ်လို့သိရပါတယ်။အကျဉ်းမဆက်ပဲလိမ့်လဲပြီးထွက်ပြေးနေသူကတော့တရုတ်ဆောင်လောကထက်ကတော့မဟုတ်ပဲမြန်မာနိုင်ငံရဲ့ရှာရှာပပကိုရီးယားဆန်ဆန်ဖိုင်ဘရန်ရဲ့အဖွဲ့ဝင်ဖြစ်တဲ့ကောင်လေးတယောက်လို့သိရပါတယ်။ မာဆန်ထားကဆိုပါကောင်လေးနဲ့ဇနီးတဲ့ဖြစ်သူတို့အခက်ခဲကြုံနေချိန်မှာတိန်းထောင်ကျော်ကူညီပေးခဲ့တာဖြစ်ပေမယ့်ကျေးဇူးမတီးတတ်တဲ့လင်မယားကယုံကြည်မှုကိုအလွဲသုံးစားလုပ်သွားကြတာဖြစ်ပါတယ်။တမကခုကင်ဆာရောဂါခံစားနေရလို့ဒီငွေတွေကို ပြန်လိုချင်တယ်လို့လည်းဆိုပါတယ်။အဆိုပါလင်မယားကတမစီကချီထားတဲ့ဇက်သိန်း2450ကိုပြန်ပေးမယ်လို့ပြောခဲ့ပေမယ့်အခုချိန်ထိဆက်သွယ်မလာခဲ့ဘူးလို့လည်းသိရပါတယ်။ စင်ထိုင်းဆန္ဒကတော့သူတို့ကို အမအောင်ထိမပဲမနေပဲအပြင်ထွက်လာပြီးတာဝန်ယူဖြေရှင်းပေးစီချင်တာဖြစ်ကြောင်းသိရပါတယ်။တကယ်တမ်းတော့ကျွလွန်သူတွေစီကနေဒီလိုငွေကြေးခက်ခဲနေတဲ့ကာလကြီးမှာသိန်း2450လုံးကိုတစ်ခါတည်းပြင်ရဖို့ဆိုတာမဖြစ်တော့မဖြစ်နိုင်ပါဘူး။ပါကြောင်လေဆိုတော့အဲ့လူငယ်လေးမယားဒီလိုလိုရံမျိုးလို့တာကိုတည်တဲ့လူကြီးမိပါရိကိုယ်တိုင်ကလည်းအလို့တူအလို့ပါရင်ဖြစ်နေလို့ဖြစ်ပါနေ ဒါပေမဲ့လည်းနာမည်တလုံးနဲ့လှူစားနေရတဲ့ဥပညာရှင်ဆိုတော့နာမည်ပြန်မဆိုပြီးပြန်ပေးမယ်ဆိုရင်တော့မဆန်ထားအတွက်ဝမ်းသာစရာပါပဲဒီလောက်ပမာဏကြီးကိုတော့ယုံကြည်မှုတစ်ခုတည်းနဲ့ဘာသာကျုပ်စာထဲမှာမပါဘဲကြီးလိုက်မိတာကမဆန်ထားရဲ့အာနေချက်ဖြစ်သွားတာပါသူတို့ကမှဘလို့နောက်ကတိတွေရှိနေလဲဆိုတာကတော့ကာယကံရှင်င်းကလွယ်ပြီးဘသူမှမသိနိုင်ပါဘူးအတွုံတော့များများနဲ့ပဲခြိလိုက်တာလားမက်လောင်စီယာအခြားကလန်းချက်တွေရှိနေလားဆိုတာကတော့စိတ်ဝင်စားစရာကောင်းလာပါတယ် အဲ့လိုကိစ္စမျိုးမရှိဘူးဆိုရင်တော့အပေါင်ပြည့်စီကိုတော့မပါပဲ3250လုံးကိုချိန်ပြလိုက်တဲ့မဆန်ထားကိုပဲအပြည့်ဆိုရမှာပါပတ်စံနဲ့ပတ်သက်လိုက်ရင်ညီကိုမောင်နှမချင်တာမယုံရတဲ့အချိန်မှာသစိန်ကိုယုံကြည်ကြည်ချိန်ပြလိုက်တာကမှားနေတာဖြစ်ပါတယ်ပြည်သက်တွေကတော့အမြန်ဆုံးပြင်ရပါစေလို့ဆုတောင်းပေးနေကြမယ်မယ်လေခုချိန်ထိတော့တစ်ဖက်ကဆက်သွေးလာတဲ့သတင်းတွေမရှိသေးပါဘူးအချို့ကတော့အဲဒီကိုရီးယားဆန်နဲ့ဖိုင်းဘန်ကကောင်လီနဲ့ဇနီးတဲ့ကိုမင်းမျိုးမှမြင်မိတယ်လို့လဲဆိုကြပါတယ် တောင်လင်းရဲ့အမေဖြစ်သူကလည်းဂျာထက်ကရောပေးရမှာဆိုလို့ကိုပိုင်အိမ်မာတော်မနေပဲမောင်ဖြစ်သူရဲ့အိမ်မာသွားနေနေတယ်လို့သိရပါတယ်။စိတ်သဘောထားကောင်းတဲ့မဆန်ထားတယောက်တော့ကင်ဆာရောဂါဆိုကြီးကို ကုသနေရလို့ပတ်စံတွေကုန်နေရဲ့ပြင်ဒီလိုမျိုးငွေတွေပါအလိန်ခံလိုက်ရတာမလို့အရင်နဲ့မတူတော့ပဲချုံချုံကြနေပြီဖြစ်ပါတယ်။ငွေကြီးနဲ့ပတ်သက်လာရင်ဘယ်သူကမှယုံစားလို့မရတာကြောင့်ပြည်သက်ကြီးတို့လည်းကိုချွေနေစာတွေကိုသူတစ်ပါးကိုအလွယ်တကူအချိန်မပြည့်မီဖို့တတိထားကြပါလို့အကြံပြုချင်ပါတယ်ရှင်။